ီးသက်တင်ရင်လုံသားတွေရဲ့ရိုင်းဆိုင်တဲ့ပြောဆိုဆက်ဆံပုံတွေကိုထိန်းချုပ်ခြင်းနဲ့ဆိုရင်ရင်လုံသားတွေကိုစုပေးတံပေးစနစ်ကိုကျင့်သုံးရမယ်လို့ရင်ပိုင်ရှင်တွေကပြောပါတယ်ကြော်စရာသတင်းပစ်ပို့ထားပါရရှင်ဤတဲ့တင်ရင်လုံသားတွေရဲ့ရိုင်းဆိုင်စွာပြည်မှုဆက်ဆံနာတွေကိုပြည်သူတွေအနေနဲ့မကြာခဏကြုံတွေ့နေရပါဗျ။နောက်ပိုင်းမှာရင်လုံသားတွေကကိုထီးလျောက်ကျူးလွန်နာတွေလည်းရှိလာပါဗျ။ဒီလိုဖြစ်စဉ်တွေဟာလိုင်စင်မဲ့ရင်လုံသားတွေနဲ့ပုပ်ပြက်စနစ်နဲ့ရင်လုံသားငှားရနာတွေကြောင့်ပါလို့ရင်ပတ်ရှင်တွေကပြောပါဗျ။ ဒါပြင်ရင်လုံသားတွေကိုစူပေးတဲ့စနစ်မကျင့်သုံးလို့ရင်လုံသားတွေကစီကန်းလိုက်နာမှုယောနေနေတာပါလို့ထောက်ပြသူတွေလည်းရှိနေပါတယ်။ "तू ကဘာဖြစ်နေလဲဆိုတော့ကုမ္ပဏီတော့ကုမ္ပဏီပဲ။တိုးတော့ရင်လုံသားရှားပါမှုကို तू ကတက်တနာတက်နေတဲ့အတွက်ဟလာဒီလိုပဲ flat ပေး flat ပေးပေါ့နေနေပေးနဲ့ဟလာတနေ့ကိုမင်း percentage ဘယ်လောက်ပေးမယ်ဘာညာဆိုတဲ့အဲ့ဒါမျိုးလည်းကြားတယ်။အဲ့လိုမျိုးထားတဲ့အတွက်ရင်လုံသားကလည်း तू ပတ်စံရရှိရေးတို့ကို तू ကကြိုးစားမှတက်တော့တယ်။ဒီဝီယောဒီကဒီစနစ်ကြီးမပြောင်းသေးရတော့ဝီယောဒီကဖြစ်နေမှာပဲ။ အဲ့တော့အဲ့ဒီဝီယောဒီမဖြစ်အောင်ဒီဥရောပကုမ္ပဏီထောင်ခဲ့ရင်အခုဆပယ်ယာတွေဒရိုင်ဘာတွေကိုမဟုတ်ပေးမလားဒုတ်ပေးမလားဆိုဒုတ်ပဲပေးနေကြတယ်အားလုံးကဝိုင်းပြီးတော့ပြည်သူကလည်းဒုတ်ပဲပေးတယ်အတချက်ကလေးမှားနေဝိုင်းပြီးဒုတ်ပဲပေးတယ်သူတို့ကမဟုတ်ပေးဖို့လုံးဝမစဉ်းစားခဲ့ကြဘူးရင်လုံသားမလုံလောက်တဲ့ပြဿနာတွေကြောင့်ရင်လုံသားတွေကိုထိရောက်တဲ့အေးအေးမှုတွေပြုလုပ်ဖို့ခက်ခဲနေတယ်လို့လည်းသုံးသပ်သူတွေရှိပါတယ်။ဒီရင်လုံသားတွေရဲ့ပင်မမှုနောက်တနေ့ရလူ900 600လောက်နဲ့ဒီလူနှစ်ယောက်က ဟိုပြောဆိုဆက်ဆံနေရတဲ့အချိန်ခါကြတော့အဲ့ဒီအချိန်ခါမှာတစ်ဖက်ကလည်းအဆင်မပြေတဲ့လူမျိုးနဲ့တွေ့တဲ့တွေ့တော့ပြဿနာအဲ့ဒီဟာစတယ်လို့ဦးလေးတို့တော့အဲ့လိုမြင်ပါတယ်ဒါပေမဲ့ဦးလေးတို့မရတာမှလည်းမရှိဘူးတော့မဟုတ်ပါဘူးရှိပါတယ်ဒါပေမဲ့အဲ့ဒီလောက်ကြီးစိုးစိုးဝါးဝါးဦးလေးတို့မရတာမှနည်းပါတယ်အခြားအခြားသောအဖွဲတွေဖြစ်နေတာများပါတယ်ဇန်နဝါရီလတရနေ့ဆိုရင်တော့မြန်မာရှင်တိုင်းနေစတင်ပြေးဆွဲပါပြီ ဒီရင်လိုင်းနဲ့စတင်ပြေးဆွဲရင်တော့ရင်လုံသားတွေကိုသူတို့မက်လောက်တဲ့အနေအထားအထိစူပေးတဲ့စနစ်ကိုအသုံးပြုပြီးစီကံပိုင်းကိုထိန်းချုပ်မယ်လို့သိရပါဗျ။ကျွန်တော်ကတော့ကြော်စရာပါ။